အားလုံးမင်္ဂလာပါဆိုတော့ဒီကတော့ lesson လောက်ပေးနေကြပါเนาะ separation terror reading မှာဖြစ်ပါတယ်ဆိုတော့ဒီ reading လေးကနေပြီးတော့ကို့အတွက်ပေါ့เนาะကောင်းမွန်ခြင်းနေပျော်ရွှင်ခြင်းနေပြီးတော့အဆင်ပြေခြင်းနေပေါ့เนาะရရှိပါစေလို့ကျွန်တော်တော့အဲစတောင်းမိပါတယ်ဆိုတော့အဓိကတော့ကို့ကိုတေချာလေးပေါ့เนาะကိုဘာလောက်အောင်လဲကိုဘာယူအောင်လဲကိုဘာပြင်သင့်လဲဒါလေးတွေနဲ့ပတ်သက်ပြီးတော့ပဲပြောသွားပြီးမှာပေါ့အဲ့တော့ကို့ energy သူ့ energy မှာသူ့ energy ကတော့အများကြီးတော့မပါဘူးပေါ့เนาะဆိုတော့အဓိက separation မှာကို့ကိုဘယ်လိုယူဆရမလဲဘယ်လိုမျိုး ကြည့်ဆိုင်ပြီးဆက်သွားမှာလေပေါ့နော်ဒါလေးကိုတစ်ချက်ပို့ပြီးကြည့်ပေးခြင်းပါတယ်ဆိုတော့ဒီမှာတော့တရုတ်ချာကွာရရောဘလော့ဖြစ်နေတူရဲ့ကိုကိုကိုပြန်လဲပြီးတော့ရှာဖွေဖို့အကြံပေးပါတယ်ဆိုတော့ကိုကိုမပြောင်းဆုံးနေတယ်ပေါ့နော်ဆိုတော့ကိုကိုကိုကဘာလဲကိုရဲ့အစ်စ်မန်ဘာလဲတေချာလေးရှာဖို့အရေးကြီးတယ်လူတွေကနေမှားခြင်းပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒီဘက်ပေါ့နော်ကိုရဲ့ energy ပြောရမယ်ဆိုရင်တော့ဒါမကြသေးခင်မှာကိုအတွက်လေး နာကျင်မှုတွေပေါ်ထားတဲ့ပုံပေါ့နော်။အခုကတော့နေနာကျင်မှုကနေဖြည်းဖြည်းချင်းတက်တာလာပြီးတော့အေးအေးဆေးဆေးလေးတော့ဖြစ်တော့ဖြစ်နေပြီ။ဒါပေမဲ့နာကျင်ဆဲပဲပေါ့နော်။ဆိုတော့ negative တွေများမယ်။နည်းနည်းလေးကိုယ်တို့ကမကောင်းတာတွေပဲတွေးမိနေမယ်ပေါ့နော်။ကိုယ်တို့ဆုံးရှုံးသွားတာကိုယ်တို့မဟုတ်တဲ့အရာကိုယ်နာမမရှိရတဲ့အရာတွေကိုပြန်ပြီးတော့လွမ်းဆော့နေရမျိုးပေါ့နော်။အဲ့တော့ကိုယ်မှာတကယ်ရှိရကောင်းခြင်းတွေကောင်းတဲ့အရာတွေကိုတိချာမမြင်နိုင်ဆိုတဲ့အနေထားလေး energy မျိုးလေးတော့ဖြစ်နေတယ်။ဆိုတော့တခုတိထားမှကြတော့ကိုယ်ပေါ့နော်ဒီချိန်မှာပို့ပြီးတော့ ကိုလောက်အမဲ့အရာတွေပဲ focus လုပ်ပါဒီမှာတော့လေဟိုတော်တော်များတော့လို့ပေါ့နော်ကိုလောက်ဆရာဆရာတော့လုပ်နေရတော့တွေ့ပါတယ်လုပ်ဆိုလဲလုပ်ဟိုចောင်းတက်တယ်ဆိုလဲចောင်းပေါ့နော်ဒီလိုပုံစံမျိုးလေးတစ်ခုခုမှအယုံဆိုင်ပြီးတော့လုပ်နိုင်နေရတော့တွေ့ရယ်နည်းနည်းလေးတော့ dream hard များတာပေါ့နော် balance တွေတော့မညီသေးဘူးဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်တင်လဲဒါလေးနည်းနည်းလေးတွေ့ဝေရဲ့အနေထားလေးတော့ရှိသေးတယ်ပေါ့နော်ဆိုတော့တေချာတို့ကတော့ဒါအနာဂတ်မှာပေါ့နော်ပို့ပြီးတော့ကောင်းမွန်တဲ့ energy မျိုးဖြစ်လာဖို့မြင်ပါတယ်ဆိုတော့ကိုတို့ကပျော်ရွှင်ခြင်းတွေပြီးတော့ကျတော့ကိုမျောလင်းထားတဲ့တည်င်းတွေတည်းမလားကို တွေးထားတဲ့လိုမျိုးလေးဖြစ်လာဖို့မြင်တယ်ဆိုတော့ဘယ်လိုပြောရကိုလှုပ်ချင်တဲ့အရာမျိုးတွေလုပ်နိုင်ဖို့တော့မြင်ပါတယ်တခုတည်းထားမှကျတော့အရင် attachment အနေနဲ့မမျောပါသွားစေနဲ့ပေါ့နော် attachment gain လေးလေးကိုလှုပ်ချင်တာလုပ်နိုင်လေးပေါ့နော်ဒါလေးတခုတော့တည်ထားစေချင်ပါတယ်ဆိုတော့ဒီမှာ energy ကတော့ဒီလိုပုံစံမျိုးပေါ့နော်ကိုအတွက်ကတော့တကယ်ကိုလှုပ်ချင်တဲ့အရာပဲလှုပ်ပါကိုဝါသနာပါတဲ့အရာပဲလှုပ်ပါကိုအတွက်တကယ်ပေါ့နော် challenge ဖြစ်စေမယ့်အရာတွေကိုလုပ်ရင်ပိုကောင်းပါတယ်ဆိုတော့နည်းနည်းပေါ့နော်ဒီအိုင်းမဲနေနေမဲ့စာကိုကိုဘယ်လိုတူတောင်းလုပ်မလဲဘယ်လိုမျိုးရှေ့ဆက်ပြီးသွားမလဲပေါ့နော်အမြဲတမ်းတွေးနေစဉ်းစားနေပြောင်းလဲနေပေါ့နော်ဒါဆိုတော့ပို့ပြီးတော့ကောင်းနေမယ်ဆိုတော့ဒါတော့ကို energy ခံစားမိတလောက်လीပေါ့နော်ဆိုတော့တစ်ဖက်လို energy ကကြတော့လောစင်မှာတို့လည်းကို need to ပဲပေါ့နော်နည်းနည်းလေးအလုပ်တော့ပို့စူးစမ်းနေရဲ့တို့ဘက်မှာအရင်အစင်တော့မပြေဘူးပေါ့နော်သူဒီချိန်မှာတော့အရာအလုံးကနေပြီးတော့သူထွက်ပြေးခြင်းနေယုံ ထွက်ခြင်းနဲ့ရှောင်ပြေးခြင်းနဲ့တခုဆိုရင်အဲ့လိုပေါ့နော်ပြေးမယ်ရှောင်မယ်ပုံမယ်အဲ့လိုပုံစံ energy မျိုးဖြစ်နေတာတွေ့ပါတယ်ဆိုတော့နည်းနည်းလေး energy ကအရန်နည်းနည်းလေးမဟုတ်အများကြီးဆလိုးတယ်ပေါ့နော်အရန်နှေးတယ်ကိုဖြစ်စေခြင်းလို့ဖြစ်ဖို့ကတော်တော်လေးချိန်ယူရမယ်ပေါ့နော်ဆိုတော့၃ဆိုင်မျိုးနှေးကွေးနိုင်တယ်သူရဲ့ energy သွားပုံပါပေါ့နော်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့နည်းနည်းလေးတော့ကိုယ်အနေနဲ့အားမလို့အားမရဖြစ်လိမ့်မယ်ဆိုတော့သူ့လှုပ်ရှားပုံသူ့ရဲ့ပြုမှုပုံသူ့ရဲ့ action တွေကိုယ်အနေနဲ့အဲ့လိုပေါ့နော်အားမလို့အားမရနဲ့အဲ့လိုဖြစ်လိမ့်မယ်ဆိုတော့သူကတော့ net 80 80စအဲ့လိုပုံစံမျိုးပေါ့နော် net 80နေ့တုံနေလို့တက်တဲ့သူသားမျိုးဖြစ်လိမ့်မယ်ပြီးတော့တခုဆိုရင်တွေးဝေတယ်ဟိုတိတ်ပြောလို့စိတ်မပြတ်မသားဖြစ်တယ်ပေါ့နော်မပြတ်သားဘူးအဲ့လိုမျိုးဘာလို့ရမလဲဆိုတော့တခြားမသိဘူးသူတို့ကောင်းတဲ့ ဆိုရင်တော့မဟုတ်အဲ့ကောင်းတဲ့ဟာတိချာမရွေးရဲဘူးပေါ့နော်။ तू မှလည်း तू စိတ်တန်ရနဲ့ तू ဆိုအဲ့လိုပုံစံအလို့စစ်ဖြစ်နေတာတွေ့ပါရဲ့။ဆိုတော့အဲ့တော့ကျတူကတော့ဒီမှာတော့အလုပ်မှာပို့ပြီးတော့အဲ focus ထားတာရဲ့တိတ်ပြီးတော့တခြားအရာကြီးမတွေးချင်အောင်ဒီအားလေးပဲအဘဝကိုကောင်းမွန်နဲ့စလို့ပေါ့နော်။ဖြည်းဖြည်းလေးနဲ့မှမှန်လေးပဲသွားမယ်ဆိုရဲ energy မျိုး तू မှာတော့ရှိတယ်။အဲ့တော့ကိုယ်မျှော်လင့်ထားလို့လေးကတော့ဖြစ်လာဘောကတော့ကြာမယ်ဆိုရဲလက်ရှိ energy ပေါ့နော်။ဒီပုံစံမျိုးလေးသူတော့ပြောင်းတော့ပြောင်းလဲနေဒါပေမဲ့ပြောင်းလဲဖို့ကနည်းနည်းလေးကြာအောင်မယ်ပေါ့နော်။ကြာမယ်အဲ့လိုပုံစံဖြစ်နေရပါတော့။ ဆိုတော့ဒါတော့ resonate ဖြစ်တာပဲယူဖို့တော့အကြံပေးပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီနေ့အတွက်ကတော့မိကုံးကတော့မေးစရာမလိုကျွန်တော်နေ့မိကုံးတော့မယူထားဘူးပေါ့နော်ဒီဟာလေးပဲမြင်တဲ့ဟာလေးကိုပြပြပေးပါမယ်ဆိုတော့အဲဒီမှာတော့နှစ်ကတ်ထားလိုက်မယ်ဆိုတော့ဒီကတ်ကကြီးနည်းနည်းလေးခန္ဓာကိုယ်ပေါ်နေဟာဆိုကျွန်တော်ဘန်းခံဘန်းခံလို့မြင်တယ် YouTube ကအဲ့တော့နှစ်ကတ်ယူလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ healing ပေါ့နော် healing အဲ့တော့ reconnecting with your true nature ပေါ့နော်ကိုယ့်ရဲ့တကယ်စစ်မှန်တဲ့ပုံစံကိုယ့်ရဲ့တကယ်သဘာဝပုံစံနဲ့ပြန်ပြီးတော့ ဆက်သွယ်ဖို့ပေါ့နော်ဆိုတော့ခါကြရင်ကျွန်တော်မေ့တတ်တယ်ပေါ့နော်ဟိုကိုကိုကိုမေ့ပြီးတော့ကိုကိုပြောက်ဆုံးပြီးတော့အဲသူများအကြိုက်လိုက်နေရမျိုးတည်ရမလားပတ်ဝန်းကျင်အကြိုက်လိုက်နေရမျိုးဒီ society ရဲ့အကြိုက်ကိုလိုက်နေရမျိုးရှိကောင်းရှိလိမ့်မယ်ဆိုတော့အဲ့ဒါကြီးကနေပြီးတော့ရုံးထွက်ပါပြီးတော့ healing ဆိုတာကြတော့ကိုယ့်ကိုငြိမ်းချမ်းလုပ်ရတာမျိုးပေါ့နော်ကိုယ့်ရဲ့အတွင်းထဲမှာရှိရဲ့ကိုယ်စိတ်ဓာတ်ရာတွေကိုယ်ဖြစ်ခဲ့တဲ့အရာတွေအားလုံးပြန်ပြီးတော့ဒါကုစားတာမျိုးပေါ့နော်ဆိုတော့ apocalypse ဆိုလို့ရှိရင်ဒါ make peace with your past ပေါ့နော်ကိုယ့်ရဲ့ဒီအတိတ်နဲ့ပေါ့ကိုငြိမ်းချမ်းမှုဖြစ်အောင်ငြိမ်းချမ်းရယူဖို့ပေါ့နော်ဆိုတော့ဒီခါကျရင်ကျွန်တော်အတိတ်ကကျွန်တော်ခြောက်လန့်တတ်တယ်ဆိုတော့အတိတ်ကိုတွေးလိုက်ရင်နာကျင်တာမျိုး overwhelm ဖြစ်တာမျိုးအလုံးအဝဟိုစက်သိန်းနေထလာတာမျိုးဖြစ်ရှိန်းကနေဖြစ်သွားမျိုးသိရမလားမတွေးကျင်လာအောင်လှောင်မိတာမျိုးဖြစ်ကောင်းဖြစ်နေမယ်အတိတ်ကအဲ့ဒါဘာလဲဆိုတော့ကိုအတိတ်ကိုကိုမေ့ထားလို့ပေါ့နော်မေ့ထားလို့အတိတ်နဲ့ငြိမ်းချမ်းရမရသေးတာဒါဆိုတော့အတိတ်ဆိုတာမျိုးကြတော့ဒါကျွန်တော်တို့ကမေ့ထားတဲ့နေမေ့ထားတဲ့နေဆိုတာကြတော့လေဟိုလိုမေ့ထားတာပြောရမှာမဟုတ်ဘူး ဟိုကိုလက်ရှိချိန်မှာလာပြီးမနှောက်ယှက်အောင်လို့ကိုကိုရိုင်းအဲ့ဒါ healing energy ပေးတယ်လို့ပြောရပါဘောနော်အဲ့တော့ healing energy ပေးရမယ် healing သေချာလေးလုပ်ရမယ်အတိတ်ဆိုတာနာကျင်စရာအချို့တိတ်တရားဘောနော်အဲ့တော့ပြန်တွေးလိုက်တိုင်းအဲ့လိုအဲ့ညောင်ရောက်သွားသလိုခံစားရတယ်တော်တော်များဘောနော်ဟိုတော်တော်များလူတွေတွက်ခါတော့အဲ့ဒါကြောင့်မလို့အဲ့ဒါရှောင်းလို့လည်းမရဘောနော်ဟောဆိုတွေးမယ်တွေးရင်တွေးရင်တစင်းစင်းတွေးရင်တွေးရင်နာကျင်မှုတွေပေါ်ရင်ပေါ်ရင်ဘာလို့နာကျင်တာလဲဘာကြောင့်နာကျင်တာလဲဒီနာကျင်မှုကဘယ်ကလာတာလဲပေါ့နော်ဆိုတော့ကိုကိုရိုင်းကစဉ်းစားပြီးတော့အဲ့ဒီနာကျင်မှုကိုဖျောက်ပြရမှာပေါ့နော်အဲ့တော့အားတိုင်းတွေးနေတယ် အဲ့ဆိုလို့ရှိရင်အချိန်ကြာလို့ရှိရင် twin twin နဲ့ယင်သွားလိမ့်မယ်ယင်သွားပြီးတော့ဒီနိုင်ငံမှုတွေကလည်းပျောက်သွားလိမ့်မယ်ဩဒီဟာကိုလက်ခံတယ်နားလေတယ်ရှေ့ဆက်မယ်အဲ့လိုမျိုးပေါ့နော်ကိုယ်အနေနဲ့ဒီလို flow လေးနဲ့သွားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမွန်လိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ်အတိတ်နဲ့ကိုပြန်ဆက်သွယ်ပါမိထားရရှိလို့ရှိရင်ပြန်ဆွဲထုတ်ပါမဟုတ်လို့ရှိရင်အချိန်ကြာတာနဲ့အမျှကိုကိုယ်တိုင်းက အဆင်မပြေဖြစ်နိုင်မှာပေါ့နော်နောက်ခါကျတော့ကိုယ့်ရဲ့ဟို dark side တွေပေါ့နော်ကိုယ့်ရဲ့ dark side တွေကိုယ့်ရဲ့ shadow တွေဒါတော့အပေါ်အနေနဲ့ပြောပြတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ dark side ကိုယ့်ရဲ့ shadow တွေကိုလုံးဝမမိထားပါနဲ့ဒီလိုများတော့အိဟာတွေမိထားတာများတယ်ဆိုတော့ကိုယ့်ကိုကောင်းအောင်နေတာများတယ်ဟိုတကယ်မကောင်းအောင်နေမယ်ကောင်းအောင်ဟောဖြစ်မယ်ဒါပေမဲ့မသိတာကြတော့ကျွန်တော်ဗါလဲဆိုတော့အဲ့ negative တွေကိုယ့်ရဲ့ negative ကိုယ့်ရဲ့မကောင်းတဲ့အချမ်းကိုပို့ပြီးတော့မိလေလေး အချိန်ကြာလာနဲ့အမြအဲ့ဒါကြီးကပြန်ကြွလေးလေးပေါ့နော်ကြွလေးဆိုချို့ဆိုလို့ရှိရင်3-5နာရီလောက်နေမှပြန်ပြီးတော့ပေါ်လာတာငါ့ကောင်ကအာငါတော့လုံအောင်အလင်းနဲ့ရောက်နေပြီလုံအောင်ကိုကောင်းတဲ့ညာရောက်နေပြီဆိုတော့ကိုယ့်ရဲ့ dark side တွေဘာမှလဲပြန်စစ်စားကြည့် dark side ဆိုတာလွယ်မှရှိရပေါ့နော်ဒါပေမဲ့ကိုယ့်အနေနဲ့အခုလက်ရှိချိန်မှာလုံအောင်အကောင်းတွေပဲခံစားရတယ်ကိုယ့် dark side ကိုမသိတော့ဘူးဆိုလို့ရှိရင်တေချာဘုံပြန်ရှာပါဒီမှာ dark side ဆိုတာရှိတယ်ကိုယ့်ရဲ့ shadow ဆိုတာရှိရပါတော့။အဲ့ shadow ကိုမရရအောင်ပြန်ရှာပါ။ပြန်ခေါ်ပါအလင်းပေးပါ။အဲ့ဒါမှသာရင်ရှေ့ဆက်ရတာပို့ပြီးတော့ ဟိုပျော်ရွှင်စရာကောင်းမှာပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့အမြဲတမ်းကောင်းတဲ့အရာပဲစဉ်းစားရတယ်ကောင်းတဲ့အရာပဲတွေးရတယ်ငါကတော့ကောင်းတာပဲမျက်လုံးဝင်ဆိုလို့ရှိရင်တေချာဘောက်မကောင်းတဲ့အရာကိုကိုယ့်ရဲ့ dark side ကပြန်ကြွလာမယ်ပြန်ကြွလာရင်လုံးဝကိုဘယ်လိုပြောပျော်လဲကြိတ်ခွဲသွားတတ်တယ်ချို့တော့ကလေအဲ့တော့အတိတ်တရောအမြဲထားဖို့လိုအပ်တယ်အဲ့တော့အသီးသီးနဲ့အမြဲလှုပ်ဖို့လိုအပ်တယ်။အဲ့တော့ကိုယ့်ရဲ့ dark side ကိုမမေ့ထားပါနဲ့။ကိုကဘာဖြစ်တယ်လဲ။ကျွန်တော်မနေ့ကလည်း share တို့နဲ့ပတ်သက်ပြီး post လေးတင်ထားရပါတော့။အဲ့တော့ကိုဘာဖြစ်တယ်လဲ။ကိုယ့်ရဲ့ share တို့ကဘာလဲ။ကိုကိုယ်တိုင်ကအဲ့ဒါကို ကိုအတွင်းထဲမှာပြန်ထည့်ပြီးတော့မှဒီနှစ်ခု balance ညီညီနဲ့ထားဖို့ပေါ့နော်ကိုရဲ့ကောင်းတဲ့ရာလည်းကိုပဲဖြစ်သလိုကိုရဲ့မကောင်းတဲ့ရာလည်းကိုပဲဖြစ်တယ်ဆိုတော့အဲ့မကောင်းတဲ့ရာကိုကိုမဟုတ်ဘူးဆိုပြီးညင်းလို့ရှိရင်အဲ့ဟာပို့ပြီးတော့ကိုကိုပါဝါပြတတ်တယ် तू က power လွှမ်းမလို့ရခုနကောင်းတဲ့ရာလည်းလုံးဝမေးမိန်သွားလိမ့်မယ်ပေါ့နော်အဲ့တော့မဖြစ်လဲဆိုတော့တို့လည်းကိုရဲ့ပုံစံအမှန်လို့သတ်မှတ်ပြီးတော့လက်ခံရမယ်ကိုရဲ့ကောင်းတဲ့ရာကိုကိုရဲ့ဆွဲရာကိုနှစ်ခုလုံးရှင်တွဲပြီးဒွန်တွဲပြီးနေထိုင်မှသာလင်းပို့ပြီးကောင်းမွန်တဲ့အခြေအနေတွေ ပို့ဖြစ်မှာပေါ့နော်မဟုတ်ရင်တော့ကိုကတခုထဲမှာပဲသွားပြီးတော့အဲထားရလို့ရှိရင်ခဏတာတော့အဲ့ဟိုဘယ်လိုကိုယ့်ရဲ့ live site ပေါ့နော်ကိုယ့်ရဲ့ကောင်းတဲ့အချမ်းကကိုတခဏတာကိုတခုလုံးအပြည့်ယူသွားလိမ့်မယ်ဒါပေမဲ့ dark site ဆိုတာဖြည်းဖြည်းချင်းတိုးပွားနေတာကိုယ့်ရဲ့ shadow ဆိုတာကချိန်တလို့ရှိရင်ဘုံနဲ့ပွင့်လာလို့ရှိရင်အခုနရခဲ့တဲ့အလင်းတွေပါကုန်ပျောက်သွားလိမ့်မယ်အဲ့တော့အပြည့်လို့ဆိုတော့အလင်းနဲ့အမှောင်ကိုတချမ်းစီထားပြီးတော့တေချာ balance နေနေနဲ့ ရှင်သန်နေထိုင်ဖို့ကအရေးကြီးဆုံးပဲပေါ့နော်အဲ့လိုရှင်သန်မနေထိုင်ဘူးဆိုလို့ရှိရင်ကိုတို့ကအရှိမပို့ပြီးခက်ခဲနေမယ်ပေါ့ဒါတခုတော့အဲတည်ထားစေချင်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒါ universe ရဲ့ message တွေကိုတစ်ချက်ပြောပြမယ်ပေါ့နော်အဲ့တော့ universe ကတော့ဒီမှာပျော်ရွှင်မှုဆိုတာကကိုယ့်ရဲ့အကောင်းဆုံးဖန်တီးမှုပဲပေါ့နော်။မပျော်ရွှင်မှုပျော်ရွှင်နေလေကိုယ်အရာအလုံးဖန်တီးနိုင်လေလေသူတို့သဘောတရားကိုပြောတာ။အဲ့တော့ပျော်ပျော်ရွှင်နေမယ်နှင်းနှင်းသက်သက်နေထိုင်မယ်လက်ရှိချိန်မှာကောင်းအောင်နေမယ်ကောင်းတဲ့ energy ပဲဖန်တီးမယ် ကောင်းတဲ့ energy ကိုပဲဟိုလက်ခံရယူမယ်ပေါ့နော်ဆိုတော့ဒါကအရန်အရေးကြီးပါတယ်ကိုယ်အတွက်လीဆိုတော့မကောင်းတာတွေကိုကြတော့ဘယ်လိုပြောရမလဲကိုယ်အနေနဲ့တရားလေးစစ်ထုတ်ပေါ့နော်မကောင်းတာတိတ်မတွေးဖို့မကောင်းတာရအများ attract မလုံးမိစေဖို့ဒီမကောင်းတဲ့ negative energy เนี่ยခုနပြောတဲ့ shadow เนี่ยတသက်စီပေါ့เนาะမတူပေါ့เนาะအဲ့ဒါလीဆိုတော့မကောင်းတဲ့ energy ဆိုတော့လုံအောင်အဝင်မခံဘူးကလိုအပ်တယ်မကောင်းတာအမြဲမတွေးဘူးလိုအပ်တယ်မဟုတ်ရင် manifest လို့ဖြစ်ပြီးတော့ကိုယ်တော်မကောင်းတာပဲဖြစ်တတ်တယ်ပေါ့เนาะဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ကလေးတစ်ခုကထပ်ကြတာရှိပါတယ်ဆိုတော့ဘာလဲဆိုတော့ တော်ဒီမှာပေါ့နော် find your center center ဆိုရဟာပေါ့နော်ဆိုတော့ကိုယ့်ရဲ့အတွင်းထဲပေါ့နော်ကိုယ့်ရဲ့လက်ရှိပြင်ပလောကကဘလို့လာတက်ရောက်နေလဲဆိုတော့ကိုယ့်အတွင်းနဲ့သွားထိုင်တက်ရောက်နေတာဆိုတော့ကိုယ့်အတွင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာပုံကြည့်ပြီးကိုယ့်အပြင်မှာလာပြီးတော့တက်ရောက်တာပေါ့နော်ကိုယ့်အတွင်းထဲမှာငြိမ်းချမ်းနေလားကိုယ့်လောကကြီးကငြိမ်းချမ်းနေမယ်ကိုယ့်အတွင်းထဲမှာပူလောင်ပြီးဒေါသတွေထွက်နေလားကိုယ့်လောကကြီးအပြင်ကလောကကြီးကလည်းပူလောင်ပြီးဒေါသတွေထွက်နေမယ်အဲ့တော့လူတစ်ယောက်ကအမြဲတမ်း အထွက်လို့လို့ရှိရင်ကိုနဲ့တူရဲလိုပဲထွက်လို့တာများတယ်။ဆိုတော့ကိုနားလာတဲ့လူတရားပေါ့နော်။အခုမှစခင်တာပဲဖြစ်ဖြစ်ခုမှစတည်တာဖြစ်ဖြစ်ကြည်လိုက်ပါသူ့ရဲ့ပုံစံကို။ဒီပုံစံကဘာဖြစ်နေလဲ။သူ့မှာဘလို့ချုံရင်းချက်ရှိလဲ။ဘလို့ share လို့ဘလို့ဟာရဘလို့မကောင်းတဲ့နေရာရှိလဲ။ဘလို့ကောင်းတဲ့နေရာရှိလဲ။တေချာပေါ့ကိုယ့်အစီမှာတနည်းမဟုတ်တနည်းပြန်ပြီးမြင်ရလိမ့်မယ်။ဒါကကြရင်တေချာပေါ့အာဒီလိုက insecurity ရှိရပါတော့သူ့ကိုယ်တူရုံမျိုးရှိဘူး။တခုခုမှသူ့ကိုယ်သူအားနည်းနေလို့ခံစား။တေချာပေါ့ကိုယ်ပြန်ကြည့်ကြည့် ငါလည်းအားနေနေတေချာပေါ့ငါနားရောက်လာတဲ့လူကငါအန်နေချင်းနဲ့သွားပြီးတော့ match ဖြစ်နေလို့လာပြီးတော့တွေ့ရပါတော့เนาะအဲ့တော့ကို့မှာလည်းအဲ့လိုမသိရတဲ့အချမ်းမှာကိုကိုယ်တိုင်ကိုကိုကိုအားနေနေတဲ့ချက်ရှိလားကိုကိုဟိုဘယ်လိုပြော insecurity ရှိလားပေါ့เนาะကိုကိုမလုံမလုံကြုံတာမယုံကြည်မှုမရှိတာမျိုးရှိတာပြန်ကြည့်ကြည့်တေချာပေါ့ရှိနေမှာဆိုတော့ကိုကသွားပြီး attract လုပ်လိုက်တာမဟုတ်လို့ပေါ့เนาะအဲ့တော့ကို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  energy ဒီကိုနားလာရတဲ့လူရဲ့ energy နဲ့သွားပြီးတူလိမ့်မယ်အဲ့တော့ကိုနားမှာအများကြီး positive တွေနဲ့ပြည့်နေတဲ့လူတွေပြည့်ကြတော့ကောင်းတဲ့ရာတွေပဲ share လုပ်တဲ့လူတွေနဲ့တွေ့ရင်တေချာပေါ့ကိုလည်းကောင်းနေလို့ပေါ့เนาะ အဲ့လိုမှတ်ယူလို့ရတယ်ဆိုတော့ဒီမှာတော့လုံးဝပေါ့နော်ကိုယ်ဘယ်လောက်ထိအခက်ခဲတွေဖြစ်နေစေကိုယ့်ဘဝမှာဘယ်လောက်ထိမကောင်းတဲ့အရာတွေပဲကြုံနေစေပေါ့နော်အမြဲတမ်းကောင်းတာပဲရှာပါတည်ငြိမ်တဲ့အေဂျင့်နဲ့ဒီ energy ကိုပဲရအောင်ယူပေါ့နော်ဒါကိုပြောချင်တာပါအမြဲတမ်းကိုယ်တည်ငြိမ်ထားပြီးတော့ AA စစ်စစ်နဲ့လောက်တဲ့ပေါ့ grounded ဖြစ်ဖို့အရန်ရေးကြည့်ပါတယ်ဆိုတော့ဒါလေးပေါ့နော်ကိုယ်ခက်ခဲတဲ့ဒီလောကကြီးမှာဆိုလို့ရှိရင်အဲ့လိုတည်ငြိမ်အေဂျင့်အောင်စူးစမ်းရတာလေဒါ challenge တစ်ခုပဲပေါ့နော်ဆိုတော့နောက်ခါကျတော့ကျွန်တော်ပေါ့နော်ဒီ ချုံ into your inner peace ပဲအခုတူတူပဲထားပြောရတယ်ဆိုတော့ကိုယ့်ရဲ့ inner peace ကိုယ့်အတွင်းထဲမှာရှိရကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုရအောင်ရှာဖို့ပေါ့နော်ဆိုတော့ကိုယ့်ငြိမ်းချမ်းမှုကဘာလဲအတွင်းထဲမှာပူလောင်နေပြန်မလဲပူလောင်မယ်အတွင်းထဲမှာငြိမ်းချမ်းရပြန်မလဲငြိမ်းချမ်းမယ်အဲ့တော့ကိုယ်ကိုယ်တိုင်ငြိမ်းချမ်းအောင်လို့ဘယ်လိုမျိုးညှိရမလဲကိုယ့်အတွင်းထဲမှာရှိနေမိကိုဘယ်လိုညှိမလဲကိုယ်ကိုယ်တိုင်ကလိုချင်စိတ်တွေတတ်မှတ်စိတ်တွေဒိုင်းနဲ့ပြည့်နေလားပြန်မေးကြည့်ပေါ့နော်ဆိုတော့အဲ့ခွာချဖို့လိုတယ်ပေါ့နော်အဲ့ခွာချနိုင်မှသာပိုးအဆင်ပြေမှာဆိုတော့ကိုယ့်ကိုယ်ကို ချစ်နိုင်တဲ့ရေကတော့သူများချစ်နိုင်လို့ဆိုတာဝေးရပေါ့နော်ဆိုတော့ကိုကိုတိုင်းကိုယ့်ရဲ့လွတ်လပ်မှုကိုရှာပါကိုကိုကိုပြန်ပြီးတော့ရှာဖွေပါဆိုတော့သူများအပေါ်မှာမိခိုးပြီးတော့ပျော်ရွှင်မှုရှာနေမယ်ကိုကိုကိုဖြစ်တူမှုရှာနေမယ်ဆိုရင်အဲ့ဒါကခဏပဲပေါ့နော်ကြာလာနေမြကိုတို့ကစိတ်ထန်ရရဖို့ဖြစ်နိုင်တယ်အဲ့ကိုကိုနားမှာအဲ့လိုလူမရှိတော့လို့ရှင်အဲ့လိုအရာမရှိလို့ရှင်ကိုကိုတိုင်းကပြိုလဲသွားတတ်တယ်ပေါ့နော်အဲ့လိုမဖြစ်အောင်မလုပ်အောင်ဆိုတော့ကိုကိုကိုပို့ပြီးတော့ရှာဖွေတွေ့အောင်လုပ်ပါဘာလို့လို့တယောက်တည်းပြောတတ်အောင်တယောက်တည်းနေတတ်အောင်တယောက်တည်း အဆင်ပြေအောင်ပေါ့နော်ဆိုတော့ဒါကတော့ဟိုလိုပြန်ကျင့်ယူခိုင်းတာပေါ့နော်ကျင့်ယူပါတေချာဘောက်ကိုလေ့ကျင့်ပါဒီမှာတော့အဲ့လိုပြောလို့လေလူတိုင်းเนี่ยမဆက်တယ်လို့ပြောမှာမဟုတ်เนาะဆိုဆက်တယ်လို့ရတယ်ဒါပေမဲ့ကိုယ့်ကို boundary ထားတတ်ရမယ်ကိုကိုယ်တိုင်ကိုဘာလုပ်နေလဲဆိုတော့ကိုသိရမယ်အတိတ်တည်းအမြဲရှိဖို့လူရယ်လို့ပြောရတာပေါ့เนาะဆိုတော့နောက်ကကြတော့ဒီမှာတော့တော်တော်များပါเนาะဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ်ပုံစံကိုယ်ပုံမှန်တည်တံပေါ့เนาะဒါ ਈ နဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုပြောရမလဲ ကိုကိုမကောင်းမလှဘူးအဆင်မပြေဘူးလို့ထင်တယ်ရှိကောင်းရှိလိမ့်မယ်အာငါခန္ဓာကိုယ်ကဝါလိုက်တာမဲလိုက်တာပူလိုက်တာရှည်လိုက်တာမကောင်းလိုက်တာအမွှေးတွေများလိုက်တာအဲ့လိုမျိုးပေါ့နော်ဟိုတော်တော်များတော့อืมအဲ့လိုခက်စိတ်ခံစားချက်တွေစိတ်တန်ရာလေးရှိမယ်ထင်တယ်ပေါ့နော်အဓိကတော့ကိုကအမြဲတမ်း perfect ဖြစ်ပြီးသားပေါ့နော်ကိုကိုချစ်တဲ့လူဒီဘလိုပဲဖြစ်နေပါစေကိုရဲ့ဖြစ်တည်မှုကိုချစ်ပါလိမ့်မယ်ဆိုတော့ကိုဘယ်တော့ပဲဝါဝါဖြူဖြူမဲမဲဘလိုပဲဖြစ်နေပါစေပေါ့နော်အနိုင်ရောက်ပဲရှိရှိပေါ့တကယ်ချစ်မဲ့သူကအဲ့ဒါကတို့တော့ကပေါ်ပြအောင် ချစ်ဆရာကောင်းနေအောင်ပါဗောနော်ဆိုတော့အဓိကကချစ်ဖို့ပဲလိုတယ်အချစ်ရှိဖို့ပဲလိုတယ်အချစ်မရှိရင်တော့အားလုံးကတော့ပြစ်ဖြစ်နေမှာပဲဗောနော်အဲ့တော့ကိုယ့်အနေနဲ့လူတယောက်တစ်ယောက်မပြောင်းလဲဘူးမကိုကို view ဆိုင်လို့ရတယ်သိရမလားကိုမလို့ခြင်းတဲ့ຢာကိုဖြစ်ချင်နေရဥမာဝါရဲဆိုလို့ရှိရင်ပြန်အောင်လုပ်လို့ရတယ်ကိုကိုဗောနော်ဒါကိုကိုရဲ့ကို body ကို choice ဆိုတဲ့ခါကျတော့ကို grand ကပြန်အောင်လုပ်မလားဒီအမနေမလားကို grand ရွေးချယ်권ရှိတယ်အဲ့တော့ကိုယ်စိတ်ပျော်ရဲဆိုလို့ရှိရင်လုံးလို့ရတယ်ဒါပေမဲ့အတင်းအကျပ်ကြီးမရမကကြီးလိုက်လို့ဆံမလို့တကယ်ချစ်ချက်လိုတာချစ်တယ်ဒါပေမဲ့ကျမ်းမအောင်တော့နေပေါ့နော်ကျမ်းမအောင်နေရမယ် ကိုယ်ကိုယ်တိုင်ပျော်ရွှင်အောင်နေရမယ်ဒါဆိုရင်ဒါအရေးကြီးဆုံးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးကအဲ့လိုနေရပို့ပြီးတော့ကောင်းနေမယ်ပေါ့နော်ဆိုတော့နောက်ကကြတော့ကျွန်တော်ပေါ့နော်ဒီ celebrate yourself ပေါ့နော် you deserve it အဲ့တော့ဟိုတော်တော်များတော့မေ့တတ်ကြတယ်ရမကိုကအလုပ်ပင်ပင်မတ်လုပ်တယ်သိရမလားကိုကစူးစားတယ်ဆိုကိုအဲ့လိုလုပ်နေတဲ့အရာတွေအတွက်ပေါ့နော်ကိုကိုပြန်မေးကြည့်ငါလည်းလူကြိုးစားရတဲ့အတွက်ငါကကငါဆုချင်းမြင်မိပြီလား ကိုစားချင်တာလေးကြွေးပြပြီလားကိုလိုချင်တာလေးဝယ်ပေးပြပြီလားကိုလိုချင်တာလေးတည်ရမလားကိုအောင်မြင်မှုအတွက်ကိုဘာတွေများကိုကိုပြန်ပေးပြပြီလဲပေါ့ကိုကိုကိုထားတခြားလူတွေရောပေးမိနေလားပေါ့မလိုအားတွေကိုတည်ရမလားမလိုအပ်ပဲနဲ့သွားပြီးပေးမိနေလားပြန်စမ်းသပ်လို့ရပေါ့နော် တော့အဓိကကိုကိုလည်းဒါ celebrate လုပ်ပေးပါတဲ့မှာကိုကိုပန်းစည်းလေးဝယ်ပြရဖြစ်ဖြစ်တဲ့မလားအာမင်းတော်ရဲမင်းဟွာဖြစ်တဲ့ဒါလေးတော့မင်းသုံးဒါလေးတော့မင်းယူဒါလေးတော့မင်းစားအဲ့လိုမျိုးပေါ့နော်ကိုကိုကိုပြန်ပြီးတော့ဂုံပြုတ်ပေးတင်တယ်ပေါ့နော်မဟုတ်ဆိုကိုကလည်းအားထုတ်ထားတာအားစိတ်ထားတာကိုရဲ့ခန္ဓာကိုကလည်းလုတ်ပေးထားတာကျွန်တော်ဒီအရင်ကလည်းပြောခဲ့ပြီးသားပဲเนาะဒီ soul အနေနဲ့ယက်တည်ရယ်ခန္ဓာကိုယ်ကအငှားခန္ဓာကိုယ်ပေါ့အဲ့တော့ဒီခန္ဓာကိုယ်ကဒီဘုရားမှာကိုယ်တို့အရာရာလုတ်ပေးရယ်အဲ့တော့ဒီခန္ဓာကိုယ်တို့ပြန်ပြီးတော့ ပေးဆက်ရမယ်ဒီခန္ဓာကိုကျန်းမာဖို့အတွက်ကိုကောင်းကျန်းမာနေရမယ်ဒီခန္ဓာကိုပြုစုရမယ်သိရမလားထိုက်တန်တာအ ਨੇ အရာတွေပေးရမယ်ပေါ့နော်လို့ပြောနေတာပေါ့အဲ့တော့ဖစ်ကလန်ဆန်နေတာဖစ်ကလန်ဆန်လို့ပြောလားဖစ်ကလန်ဖစ်ကလန်ဆန်နေရအဲ့လိုမျိုးပေါ့နော်ဖစ်ကလန်ဆန်နေရာတွေဘာတွေမလုပ်ပဲနဲ့တေချာလေးတတိချာနေပြီးကိုကိုထင်းထင်းတင်းတင်းဆက်ဆောင်ရှိကြတယ်နဲ့နေကြည့်မယ်ဆိုတော့ပို့ပြီးတော့အဲကောင်းမွန်လိမ့်မယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဒါတော့ကျွန်တော်မြင်တဲ့ဒီနေ့တော့ပြောမယ့်ဟာပေါ့နော်ဒီနေ့ကပုံမှန်ထက်ကိုကတ်ကတော့ short ပြီးယူထားတယ် ဒါပေမဲ့နောက်ဆုံးကတ်တော့ကြံသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ story cut ပေါ့နော် story cut ကတော့ကျွန်တော်တတ်နိုင်သလားကျွန်တော်သိသလားတော့ပြောပြရတယ်ဒါပေမဲ့ကိုယ့်ကို core story ကိုယ့်ကိုပြန်ပြီးတော့ဖတ်လို့ရအောင်လို့ပေါ့နော်ဆိုတော့ဒီမှာတော့ set reliance ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကကြတော့မိမိကိုယ်သာအားကိုးရဆိုရက်အတိပဲမျိုးပေါ့နော်ကိုယ့်ကိုယ်ကိုအားကိုးဖို့အတွက်ဒါကခုနလည်းပြောခဲ့ပြီးပြီဆိုတော့ဒီပုံထဲမှာဆိုလို့ရှိရင်လူတယောက်ပေါ့နော်7 speed တော့ရတယ်သူနောက်မှာအနီကျိုးလေးလန်းလန်းလေးဖြစ်နေရပေါ့နော်အဲ့တော့ကျိုးရဲ့တစ်ဖက်မှာဆိုလို့ရှိရင်ဒါသူ့ရဲ့ ချစ်တဲ့လူတယောက်ရှိမှာပေါ့နော်ဒီစာဘောက်ကိုဆိုတော့အနေကြီးကျိုးစွာကျော်ဒီကံကြမ္မာကျိုးလို့လည်းသတ်မှတ်လို့ရတယ်ဒီလို destiny ပေါ့နော်ဒါရင်းနဲ့ပတ်သက်တဲ့အရာမျိုးတွေပေါ့အဲ့တော့ကျိုးလူနှစ်ယောက်ကိုစီးထားတဲ့ကျိုးနှစ်ခုရှိပြီဆိုတော့အဲ့ခါကအချိန်တန်လို့ရှိရင်ပြန်ပြီးတော့送ရတယ်ပေါ့နော်အဲ့တော့ဘာလို့အောင်လဲဆိုတော့ဒီလူရဲ့ပုံစံကိုကြည့်မယ်ဆိုရင်တိတိပါလိမ့်မယ်ဆိုတော့သူ့ရဲ့ဘဝကိုသူကိုယ်တိုင်ဖန်တီးရယ်လွတ်လွတ်လပ်လပ်နေရယ် ဘယ်ဟာပေါ်မှာအာမကိုကိုကိုအာကိုတယ်ကိုဘယ်လိုပြောရမလဲဒီလိုခွဲခွာနေရတဲ့ခိုက်တန့်ဒီလိုမျိုးဝေးခွာနေရတဲ့ခိုက်တန့်ကိုအခွင့်ကောင်းဖြည့်အသုံးယူပြီးတော့ကိုကိုကိုဘယ်လိုမျိုးကောင်းအောင်နေထိုင်ရမလဲဘယ်လိုမျိုးကောင်းအောင်လုပ်ရမလဲဘယ်လိုလွတ်လပ်မှုကိုရှာဖွေရမလဲဘယ်လိုကောင်းတဲ့နေရာစီကိုရှောက်လန်းရမလဲပေါ့နော်ဆိုတော့ဒီလိုမျိုးလေးကိုယ့်ရဲ့ပတ်ဝန်းကျင်အလိုဖန်တီးဖို့အရေးကြီးပါတယ်အဲ့မှာတည်းပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာပါပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်မိမိကိုယ်သာအားကိုးရပါပေါ့နော် ်ဘယ်ဟာမှအားကိုးလို့မရဘူးကိုကိုပဲအားကိုးရမယ်ပေါ့နော်ကိုတခုလှုပ်ချင်တယ်သိရမလားအာဒါလေးစားချင်တယ်ဟိုလေးလှုပ်ချင်တယ်ဆိုသွားလှုပ်သွားစားဘယ်သူဘာမှဘယ်ဟောဘာမှလို့မဟုတ်ကိုလှုပ်ချင်တယ်ကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်သွားလှုပ်သွားစားပြီးသွားပြီးတော့ကောင်းအောင်နေလိုက်ဖို့ပဲပေါ့နော်ဘယ်ဖြစ်ပါဒါအဆင်ပြေအောင်လို့ပေါ့နော်ကိုကိုကိုနေထိုင်ခြင်းကလည်းကောင်းခြင်းတစ်မျိုးပဲပေါ့နော်အဲ့တော့အဆင်ပြေနေပါအဲ့တော့ကိုပျော်ရွှင်မှုကခြားလူတယောက်ပေါ်မှာသွားပြီးတော့မတက်ရောက်ဆင်းနေပေါ့နော်အဲဒီလူကြောင့်ပြောရတယ်ဒီရာကြောင့်ပြောရတယ် ဒါကြောင့်ပြောရဲဟွာကြောင့်ပြောရဲအဲ့လိုအကြောင်းပြချက်တွေရှိနေရင်ကုပျော်ရှင်မှုကတိတ်မစစ်မှန်အောင်ပေါ့နော်အဲ့တော့ပို့ဘာလေးပြောနေအောင်လို့ကိုကကိုကိုမယ်ကုပျော်ရှင်မှုတကယ်ပျော်ရွှင်တဲ့အရာတွေလုပ်မယ်ကိုဝါသနာပါတဲ့အရာတွေကိုလွတ်ချင်တဲ့အရာတွေအားလုံးကိုလုပ်ဖို့ပေါ့နော်ဒါဘယ်လိုပြောရမလဲ boundary လေးထားတတ်ဖို့လိုတယ်ပေါ့နော်ကိုကိုရန်လည်း boundary ထားမယ်ကောင်းတဲ့ဝန်းကျင်မှာပဲနေမယ်ကောင်းတဲ့နေရာတွေပဲလက်ခံမယ်ဆိုရင်ကောင်းတာတွေပဲဖြစ်လာမှာအသေးချာပါပဲဆိုတော့ဒါကျွန်တော်မြင်တဲ့ဟာလေးပေါ့နော်ဒါဒီကတ်လေးကလည်းကော့ကိုဘယ်လိုမျိုး အတိတ်ပဲဖွင့်နေတယ်ပေါ့နော်ကောက်ကိုဖွင့်တော်လေးရပါတယ်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ် resonate ဖြစ်လဲ comment တမှာ member ကလေးရပါတယ်ဆိုတော့နောက်ထပ် video ရေ podcast တွေလည်းလုပ်ဆရာရှိပါသေးတယ်စောင့်ကြည့်ပေးပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေဗျ bye bye